မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကအမ်းမြို့နယ်ဂွမြို့မှာဂျပန်စစ်ကောင်စီတပ်ရဲ့စစ်ကူစစ်ကြောင်းတွေကိုအာရခတပ်တော် AA ကတိုက်ခိုက်ချေမှုန်းမှုတွေအတွေ့စစ်ကောင်စီတပ်သားအယောက်220ကျော်ကတော့အသီးသီးတေကုန်ကြတဲ့အပြင်စစ်သုံးပန်းချိုနဲ့အရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယံအမြောက်အများကိုလည်းတင်းစီရရှိထားပြန်တယ်လို့အာရခတပ်တော် AA ကဓာတ်ပုံတွေနဲ့တကွတရားဝင်ထုတ်ပြန်လိုက်ပါတယ် ုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မွတ်တို့ကိုမြန်မာနိုင်ငံကိုဇာပြူတာမတ်ကြီးအဖြစ်ကုလသမဂ္ဂကဆက်လက်ရက်တီပွင့်ပေးလိုက်ပြီးစေကောင်းစီဘက်ကတင်ပြတဲ့တာမတ်ကိုပယ်ချလိုက်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဇုန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်ကအမ်းမြို့နယ်ဂွတ်မြို့မှာအချက်ပစကောင်းစီတက်ရဲ့စစ်ကူစစ်ကြောင်းတွေကိုအရကတတော် AA ကတိုက်ခိုက်ချိန်မုံမှုတွေအတွင်း စေကောင်းစီတက်တာအယောက်220ကျော်ကတော့အသီးသီးတေကုန်ကြတဲ့အပြင်စစ်တုံးမတ်တချို့လည်းအရှင်ဖန်းစီရမိထားပြီးလက်နက်ခဲရင်အမြောက်များကိုလည်းတင်းစီရရှိထားပြန်တယ်လို့အာခတ်တော်အေအေကဓာတ်ပုံတွေနဲ့တကွတရားဝင်ထုတ်ပြန်လိုက်ပါတယ်လက်ရှိမှာတော့အမ်မျိုးကိုအာခတ်တော်အေအေကတင်းပိုက်ရရှိထားပြီးဆိုတဲ့အကြောင်းနဲ့စစ်ကောင်းစီရဲ့အန်နပခတိုင်းစစ်ဌာနချုပ်ကြီးတခုပဲကြံတော့တဲ့အကြောင်းကိုလည်းအေအေကဓာတ်ပုံတွေနဲ့တကွဒီဇင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတရားဝင်ထုတ်ပြန်ထားပါတယ် အဲ့ဒီလိုတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အမ်းမျိုးအတွက်ရောတဖက်ကဂွားမျိုးကတိုက်ပွဲတွေအတွက်ကိုပါစစ်ကူလာတဲ့အချမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုလည်းအရခတတော်အေအေကစစ်ကြောင်းတွေအကုန်လုံးပြုတ်ထွက်သွားအောင်တိုက်ခိုက်ချေမုန်းနိုင်ခဲ့ပြီးအဲ့ဒီစစ်ကူစစ်ကြောင်းကစစ်ကောင်စီတပ်သားအယောက်120ကျော်ကတော့အတိအသင့်တေကုန်ကြပြီဖြစ်တယ်လို့အဲ့ဒီစစ်သားတွေရဲ့မပါအလောင်းတွေကိုပါရရှိထားတဲ့အပြင်နောက်ထပ်စစ်တုံးမတ်တချို့လည်းအရှင်ဖမ်းဆီးရမိထားရုံနဲ့မကဘူး လက်နက်ခဲရဲ့အမြောက်များလဲတင်းစီရရှိထားပြန်တယ်လို့အာရခတပ်တော် AA ကတရားဝင်ထုတ်ပြန်ထားပါတယ်။လက်ရှိမှာလဲအချက်ဖက်စကောင် CAN နဘခတိုင်းစစ်ဌာနချုပ်ကြီးကိုအပိတ်သက်သိမ်းပိုက်နိုင်မှုအတွက်အာရခတပ်တော် AA ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးဂွားမြို့မှာလဲစစ်ကောင်စီရဲ့တပ်စခန်းတွေကိုတပြိုင်တည်းထဲထိုးစစ်ဆင်တိုက်ခိုက်နေသလိုတဖက်ကမောင်တော်မြို့မှာနောက်ဆုံးကျန်နေတဲ့နခခငါစခန်းဟာလဲအရခတတော် AA ရဲ့ထိုးစစ်အောက်မှာမကြာမီတိမ့်ပိုက်ရရှိနိုင်တော့မှဖြစ်တယ်လို့လဲအရခတတော် AA ကတရားဝင်ထုတ်ပြန်ထားပါလေ ်လက်တော်အမ်းမျိုးနဲ့ကွမျိုးမှာအချက်ဖက်စကောင်စီတရဲ့စစ်ကူစစ်ကြောင်းကအစုလိုက်အပြုံလိုက်သေနေကြတယ်စစ်သားတွေရဲ့မပါလောင်းပုံတွေအပြည့်အစုံကိုတော့ရန်ကုန်ခေတ်တရဲ့ Telegram မှာတွားရောက်ကြည့်ရှုနေပါတယ်ခင်ဗျာတဖက်မှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဦးကျော်မုတ်ထွန်းကိုမြန်မာနိုင်ငံကိုစားပြုတမ်မကြီးဖြစ် ကုလသမဂ္ဂကဆက်လက်ရည်တည်ခွင့်ပေးလိုက်ပြီးစေကောင်းစီဘက်က တင်ပြတဲ့တန်မတ်ကိုပယ်ချလိုက်တယ်လို့အန်ယူဂျီနဲ့ညူယောက်မှာရှိတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးစီကနေသိရပါတယ်အကျန်းဖတ်စေကောင်းစီကနှစ်စဉ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မွတ်ထွန်းရဲ့နေရာမှာသူတို့ရဲ့တန်မတ်ကိုအစားထိုးဖို့ကုလသမဂ္ဂမှာတင်ပြနေပြီမယ်အခုကမှလည်းမြန်မာနိုင်ငံကိုစားပြုတမကြီးနေရာမှာတမကြီးဥကျော်မုတ်ထွန်းကိုသာကုလသမဂ္ဂကဆက်လက်ရည်တည်ခွင့်ပေးလိုက်တယ်ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးအယူဂျီလူခွင့်ရင်ဝင်းကြီးဦးအောင်မျိုးမင်းကလည်းတမန်ကြီးဦးကျော်မိုးတွန်းကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အပြည့်နောက်ထပ်တစ်နှစ်ထပ်မံတက်တန်းတိုးတာဝန်ထမ်းဆောင်ခွင့်ရရှိမှုအတွက်ဂုံယူတဲ့အကြောင်းနဲ့အချမ်းဖက်ဆဲအိုစုဘက်ကကိုစားပြုခွင့်ရဖို့စ조사နေတာကိုဆက်လက်တားဆီးနိုင်ခဲ့ပြီလို့လည်းသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။တမန်ကြီးဦးကျော်မိုးတွန်းဟာမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ကူလာတမကမှာမြန်မာကိုစားပြုတဲ့အမကြီးအဖြစ်ဆက်လက်ရည်တည်ပြီးအချမ်းဖက်စစ်ကောင်စီရဲ့ရက်ဆက်ရုံမှမှုတွေကို နိုင်ငံတကာနဲ့ကုလသမဂ္ဂမှာတင်ပြပြီးစစ်ကောင်စီကိုအရေးယူပေးဖို့ဒီဇိုင်းမမတ်တောင်းဆိုနေတဲ့ပြည်သူ့ဘတ်တော်သားတပ်အမတ်ကြီးလည်းဖြစ်ပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ကချင်ပြည်နယ်ကဗမော်နဲ့မန်စီမြို့သိမ်းတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်စခန်းတွေကို KNPD ရဲ့ပူးပေါင်းတပ်တွေကဒီကနေ့မှလည်းအပြင်းထန်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီဇင်ဘာလ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်နဲ့မန်စီမြို့သိမ်းတိုက်ပွဲတွေကို KNPD ရဲ့ပူးပေါင်းတပ်တွေကဆင်နွှဲနေရမှာ ီကနေ့ဒီဇင်ဘာလ9ရက်နေ့အထိ၄ရက်မြောက်အဖြစ်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်စခန်းတွေကိုလည်းသိမ်းပိုက်ရရှိထားတာတွေရှိသလိုနောက်ထပ်ကြံ့နေတဲ့စစ်တပ်စခန်းတွေကိုပါဆက်လက်သိမ်းပိုက်နိုင်မှုဒေါ်လာရင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုပါတယ်လက်ရှိမှာတော့စစ်ကောင်စီရဲ့ဗမော်ခလရ49တရင်စကခ27နဲ့ဗမော်မိုးမောင်လန်း9မိုင်6မိုင်ဘတ်တွေမှာပါတိုက်ပွဲတွေပြင်းထန်နေပြီးမန်စီမြို့မှာလည်းခမာယ601နဲ့319တရင်တွေကို KIP တဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ကောင်စီဘက်ကတော့အဲ့ဒီတိုက်ပွဲတွေအတွင်းမြေပြင်ကနေစစ်ကူမလာနိုင်တော့ပဲလေချောင်းကနေသာ ပြစ်ကူပေးပြီးအသက်အတန်ခုခံနေတယ်လို့အရသာပြစ်မှတ်တွေနဲ့စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကိုပါဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့လည်း KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာလေစလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကနှစ်ရက်ဇက်တိုက်လိုက်လံတိုက်ခိုက်ချေမှုရမှာ စေကောင်းစီတပ်သား14ဦးကတော့အတီးတီးတေကုန်ကြပြီလို့တောင်ကြီးနောင်မြို့ပြပျောက်ကြအဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်အဲ့ဒီလိုစလင်းမြို့နယ်ကတစ်ခေါက်တောင်ဂျေးရွာဘက်ကိုဥတီစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်ကိုဒေါ်လာရေးပူပေါင်းတပ်တွေကဒီဇင်ဘာလ3ရက်နေ့နဲ့4ရက်နေ့တွေမှာနှစ်ရက်ဇက်တိုက်လိုက်လံတိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့စေကောင်းစီတပ်သား14ဦးကတော့မိုင်းမီတဲ့သူတွေရောပြစ်ခတ်မှုတွေအတွင်းမှာပါအ တီးတီးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာနီနာခြေရွာတွေကနေအိမ်တချို့ကိုပါမိရှို့ဖျက်ဆီးသွားတယ်လို့တောင်းညီနောင်မြို့ပြပေါ့ချအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ပြည်ဦးလင်းနဲ့နောင်ချိုအဆက်ကအင်းဝိုင်းအနီးမှာစစ်ဘေးတိမ်းရှောင်နေတဲ့ပြည်သူတွေကိုအကြံဖက်စစ်ကောင်စီတပ်ကနေရက်ပြေးမပြန်ပဲပိတ်ဆို့ထားပြီးထွက်ပြေးတဲ့သူတွေကိုပြစ်တတ်မယ်ဆိုပြီးတော့ပါချင်းချောက်နေတယ်လို့ MDY Revolution အဖွဲ့ရဲ့တာဝန်ရှိသူတူကရင်ုံခစ်တွေကိုပြောပါတယ် အဲ့ဒီပြည်ဦးလွင်နဲ့နောင်ချိုအစက်ကအင်းဝိုင်းအနီးမှာတိုက်ပွဲတွေအတွင်းကနေစစ်ဘေးရှောင်လာတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကပေးမပြတ်မဲလက်ရှိအချိန်ထိပိတ်ဆို့ထားတယ်ဆိုပါတယ်အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေထဲမှာကလေးငယ်တွေတကြီးရွယ်အိုတွေနဲ့ကျမကြီးမကောင်းတဲ့သူတွေပါရှိနေပြီအခုချိန်ထိအဲ့ဒီအင်းဝိုင်းနီးကစစ်ဘေးရှောင်ပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကနေရက်ကိုပေးမပြတ်မဲထွက်ပြေးတဲ့သူတွေကိုလည်းတွေ့တာနဲ့ပြစ်တက်ပြစ်မဲဆိုပြီးတော့ပါချိန်ချောက်ထားသေးတယ်လို့ MDY Revolution အဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာ Okay. Dakar yo yong kitik ka ni, di kene ni le